ဝယ်ယူသူများအားလုံးမင်္ဂလာပါရှင်ဒီနေ့ကျမရောင်းချပေးမှာပေါ့เนาะအခုလိုမျိုးမင်းလန်းမိုင်းနဲ့လည်းနှီးတယ် တောင်းခွက်ကလေးလည်းဖြစ်တယ်ပေါ့နော်ပေး20ပေး60ဂရန်မြေခွက်ကလေးကို3400လေးနဲ့ရောင်းချပြီးမှာပေါ့နော်လမ်းညွန်လေးတစ်ချက်လောက်လေးကြည့်ရှုပေးပါအောင်ရှင်ကျမတို့ဒီလမ်းမနေတက်တက်ကြီးကိုထပ်မယ်ဆိုရင်တော့အမှတ်နဲ့ main လမ်းမကြီးထီကိုဒါလိုက်ကိုတို့ရုပ်ပောက်ပြီးတော့ထွက်သွားမှာအရှိမဆိုလို့ရှင်တော့ကျမတို့ဒါရေစခန်းရှိလိမ့်မယ်ပေါ့နော်ဒီဘက်ဆိုလို့ရှင်တော့ဒါကျမတို့ယင်ကျေးမှုဘက်ဖြစ်သွားလိမ့်မယ်ဒီလမ်းမနေကျမတို့ဒီလိုမျိုးပြန်ပြီးတော့အနောက်ဘက်ကိုပြန်တက်မယ်ဆိုရင်တော့အရှိမမြင်တွေ့နေရတယ်ကျမတို့ကဒါပလဲယတနာ main လမ်းမကြီးကားသွားနေရဆိုရင်တော့ပလဲယတနာလမ်းမကြီးပလဲယတနာရဲ့ဒီဘက်ဘေးဆိုလို့ ရှင်လည်းကျွန်တော်တို့ကဆန်လက်ဖေးဆိုင်ရှိရဒီအရှိမဆိုလို့ရှင်လည်းဒါမီးတက်ရှိလိမ့်မယ်အခုလိုမျိုးစီဆိုင်ရှိလိမ့်မယ်ပေါ့နော်လမ်းကျယ်နဲ့တော်တော်ကိုနီးရပေါ့နော်ဒီ main line မှာရေကျွန်တော်တို့ကဘုတ်ပွက်လို့တောင်ပြောလို့ရတဲ့ဟာပေ20ပေ60မြေပြင်မှာဆိုလို့ရှင်เนาะကျွန်တော်တို့26ပေပေ60ဒေါင်းကွက်ကလေးပေါ့နော်နှစ်ထပ်တိုက်ကလေးဖြစ်တယ်ပေါ့နော်သိန်း၄တောင်ပဲပါရှင်ကျွန်မအခုရောင်းချပေးမယ့်နေရာဒီရန်ကုန်တိုင်းဒေသကြီးတောင်တဘုံမြို့နယ်18ရက်ကွက်ဖြစ်တယ်ပေါ့နော်ဒီအခုကျွန်မဒါမြေပြင်ရဲ့တည်နေရာကိုကျွန်မနဲ့တူတူလိုက်ပြီးတော့ကြည့်ကြည့်ကျွန်မတို့ လမ်းမရက်ထားဆိုလို့ရှိရင်ကားရက်ထားတယ်ကားရက်ထားတယ်ဒေရအချံလို့ကျမရောင်းပေးပေးမှာပေါ့နော် main line နဲ့တော်တော်နီးတယ်ဒါပေမဲ့လေကျမတို့လေဒါကားရှိတဲ့လူဝယ်ထားမယ်ဆိုရင်တော့ပိုကောင်းတယ်ပေါ့နော်ကားမတိုင်ဆိုလို့ရှိရင်ကျမတို့ဟိုဘက်ကနေထွက်ပြီးစီးမယ်ဆိုလို့ရှိရင်တော့မောင်းမမကန်ဘက်ကိုထွက်ပြီးစီးလို့ရတယ်လို့ပြောဒီဘက်ကနေထွက်ပြီးစီးမယ်ဆိုလို့ရှိရင်တော့အရှိအမှတ်နှစ်ပေါ့နော် yes ခန်းထိတ်ကိုကားထွက်ပြီးတော့စီးရလိမ့်မယ်အဲဒီဘက်ကနေပြန်ပြီးတော့ထွက်ပြီးစီးမယ်ဆိုလို့ရှိရင်တော့ကျမတို့ဒါကလေအဲပလဲရတနာလမ်းမပေါ်တက်ပြီးတော့ပန်းချံကားမတိုင်ဘက်ကိုပြန်ပြီးတော့ကားမတိုင်စီးလို့ရတယ်လို့မျိုး အရှင်ဟိုဘက်ကနေသွားပြီးစီးမယ်ဆိုရင်တော့ကျမတို့ကဒိန်ဟောင်းဘက်ကနေသွားပြီးတော့စီးလို့ရတယ်ပေါ့နော်ကားမှတ်တိုင်လေးရင်တော့နည်းနည်းဝေးတယ်ဒါပေမဲ့ဒီသူဒီလမ်းမကြီးနဲ့နီးတယ်ပြီးရခါကျလို့ရှင်ကျမတို့ကရက်ွက်ကောင်းရက်ွက်တန်းပေါ့နော်ကျမတို့ဒါဒီ16ရက်ွက်ဒါလေးဟို A ဘိုင်းဆိုတဲ့ဟာလေးလုံးဝတိတ်တိတ်ဆိတ်ဆိတ်ပေါ့နော်လုံးဝလူဦးရေတန်တန်ရှင်ရှင်နေရနေရလေးဖြစ်တယ်လမ်းဆိုလို့ရှင်လည်းကောင်းဘူးလို့မျိုးအိမ်ဆိုလို့ရှင်လည်းဒါမင်းလမ်းမကြီးနဲ့အနီးဆုံးနေရာမှာရရှိပါတယ်ရှင်မြေပြင်တီနေရာကိုတစ်ချက်လောက်လေးလိုက်ကြည့်ပြပါအောင်ရှင် ဘာလို့ပေး20ပေး60ပေါ့နော်ဂယံဆိုလို့ရှိရင်တော့ဂယံကရုံးလေးဖြစ်တယ်ပေါ့နော်သူဒီဒေါင်းခွက်ဆိုရဲအာသာချက်လမ်းမကြီးနဲ့နီးတယ်ဆိုရဲအာသာချက်ပြီးတော့ခါကြနှစ်ထပ်တိုက်ပေါ့နော်နှစ်ထပ်ကတော့ကျမတို့တိုက်ခံတော့မဟုတ်ဘူး brain lock ရဲ့နှစ်ထပ်ပါတယ်ပေါ့နော်ဒီဟာကိုကျမတို့ရားမြစ်စိမ့်လို့ဆိုလို့ရှိရင်တော့3000လေးတောင်ပဲပါရှင်3000အပြင်ဟိုင်းလေးနဲ့ရောင်းချပြီးပါပါရှင် ဒါကျမရောင်းပေးပေးမဲ့ခြံလေးပေါ့နော်ကျမတို့ဒါလမ်းထဲကိုဝင်လာလိုက်ပြီဆိုတာနဲ့အခုမြင်တွေ့နေရတဲ့ဒါခြံလေးကိုကျမတို့ရောင်းပေးပေးမှာပေါ့နော်ကျမအထူးပြောချင်တာကျမရဲ့ဝယ်ယူသူများရောင်းချသူများပေါ့နော်ကျမတို့89ပဲလေးအိမ်ခြံကြီးကိုဆက်သွယ်ပြီးစုံစမ်းမေးမြန်းပြီးဝယ်ယူပါဆိုတဲ့ဟာကိုလည်းပြောကြားချင်ပါတယ်ချင်းပေါ့နော်တချို့အယောင်သမားဆိုလို့ရှိရင်လည်းဝယ်သူလာကြည့်ရဲ့ခါကျကျမတချို့တချို့ပြောတာနော်ဝယ်သူလာကြည့်တဲ့ခါကျလို့ရှိရင်ကျမတို့အကျိုးဆောင်မပါဘဲနဲ့ပေါ့နော်ပြပြီးတော့ဝယ်သူရောင်းသူဒါရကြီးတွေရောင်းဝယ်လုပ်သွားကြတယ်ပေါ့နော် ော်ကျမတို့အကျိုးဆောင်ကပေးရမှာဆိုလို့အဲတချို့ဝယ်ယူသူကြတော့လေအကျိုးဆောင်မပါလာဘူးဒီဟာရောင်းမယ်ဆိုတာကြင်ညာဟာတွေ့ရတဲ့အတွက်ကိုဒါဒါလိုက်လေးလာပြီးတော့ကိုဟါကိုကြည့်ပြီးတော့ဝယ်ယူလိုက်တာအဲ့တော့အကျိုးဆောင်ကလေးရှော့ပေးပါဆိုပြီးတော့ဝယ်သူတွေကစစ်စစ်ပြီးတော့ဝယ်ကုန်ကြတာလေးလည်းရှိအားအကြောင်းမလို့ပေါ့နော်ညံ့တတလေးကိုချင်းစာစိတ်လေးနဲ့အယောင်းဝယ်ပြုတ်လောက်ကြပါဆိုတဲ့ဟာကိုလေဒီနေရာကနေမိတ္တရက်ခံချင်ပါတယ်ရှင်ပေါ့နော်ကျမတို့ဒီအချိန်ကုန်ခံပြီးတော့ပေါ့နော်အဲပင်ပန်းခံပြီးတော့ဒီဟာသေးသေးရ ောင်းဝယ်ထားလေးတွေအကျိုးဆောင်ပေးတာဖြစ်နေတဲ့အတွက်ကိုတော့ကျမတို့89ဘက်လေးအိမ်ချမ်းမြေကိုဆက်သွယ်ပြီးစုံစမ်းမေးမြန်းပြီးတော့လာရောက်ကြည့်ရှုပြီးတော့ဝယ်ယူနိုင်တယ်လေးလာနိုင်ပါတယ်ရှင်ပေါ့နော်စိတ်ဝင်စားခဲ့မယ်ဆိုရင်တော့စိုးအောင်မလုပ်မချင်းရောင်းထွက်သွားပါသေးမေးမချင်းဝယ်ယူဖို့တိုက်တွန်းပါတယ်ရှင်ဒေါင်းကွက်ကလေးဖြစ်တယ်ပေါ့နော် brand locker နှစ်ဖက်ကလေးလည်းဖြစ်တယ်အထက်မှာဆိုလို့ရှိရင်တော့ကျမတို့ဒါအားလေးရေဆိုလို့ရှိရင်တော့အဲစီပင်ရေလည်းပါတယ်ပေါ့နော်ဂျိုးပြူရေအဝေးစီးရေလည်းပါတယ်မီတာဆိုလို့ရှိရင်လည်း9မီတာနည်းနဲ့ပေါ့နော်ဒေါင်းကွက်ရရတယ်ဆိုတော့အားသာချက်ပြီးတဲ့အခါကျလို့ရှိရင် ကျွန်တော်ဒါလေး 78A ဆိုတဲ့ဟာလေးအခုလိုမျိုးတိတ်တိတ်ဆိတ်ဆိတ်ဒါပတ်ဝန်းကျင်အနေထားကြည့် အကုန်လုံးอ่ะပေါ့เนาะအင်ကြီးအိမ်ကောင်းနေတိတ်တိတ်ဆိတ်ဆိတ်လေးတွေနေတဲ့အနေထားပေါ့เนาะဒီနေရာမှာ main land မိုင်နဲ့အနီးဆုံးနေရာမှာအခုလိုမျိုးပေ20ပေ60ဒေါင်းကွက်ကိုကျမတို့ကဒါသိန်း4000လောက်ရတာဖြစ်နေတဲ့အတွက်ကိုဝယ်ယူသူတွေเนาะဝယ်ကိုဝယ်ထားတာပါဝယ်ယူလို့ရပါတယ်ရှင်အရင်တော့ဆိုဒီမြေကွက်ကလေးတွေဆိုလို့ရှင်เนาะကျမတို့ဒါအယောင်းဖို့မတင်လိုက်ဖ ೇನೆ ဆိုးအောက်ဖြစ်ကုန်ကြတဲ့ပုံစံမျိုးလေးတွေပေါ့เนาะအခုကြတဲ့အခါကျတော့ပွင့်လင်းရဒီလေးတွေရောက်တာဖြစ်နေတဲ့အတွက်အရှိရအယောင်းအပ်ထားတဲ့ ရောင်းအပ်ထားတဲ့ပိုင်ရှင်လေးတွေလည်းများတာဖြစ်တဲ့အတွက်ကိုကျွန်တော်တို့ဒါအလင်းသိရင်တင့်တယ်လို့မျိုးအခုရက်ပိုင်းဆိုလို့ရှိရင်တော့ဗီဒီယိုဖိုင်လေးတွေဒါရိုက်ပြီးတော့ကျွန်တော်တို့တင်ပေးပေးတာပေါ့နော်ဒါစိတ်ဝင်စားသူများအားလုံးဝယ်ယူထားလို့ရတဲ့နေရာပါမိန်လမ်းမကြီးနဲ့အနည်းဆုံးပိုင်ဆိုင်မှုမှန်တာလိုချင်တယ်မြေပြင်တည်နေရာကိုကောင်းတာလိုချင်တယ်ဆိုလို့ရှိရင်တော့ဒီအိမ်လေးနဲ့ဒီခြံလေးနဲ့ဝယ်ယူပါအလှည့်ဆိုလို့ရှိရင်တော့အနောက်တောင်အလှည့်လေးကြားတယ်အိမ်နမတ်ပေါင်းချစ်သည့်၄ကနန်းကြားတယ်ခရံကတုံးလေးဖြစ်တယ်ပေ20ပေ60မြေပြင်မှာဆိုလို့ရှိရင်တော့26ပေ ေပေ60ပေါ့နော်အဲပေဖို့6ပေပါတယ်တောင်းခွက်ကလေးဖြစ်တယ်ဒီဟာကျွန်တော်တို့သိန်း4000ကိုညှိနှိုင်းလေးနဲ့ရောင်းပေးပါမှာပါရှင်ပေါ့နော်ရောင်းပေးမှာပါရှင်ဆက်သွယ်မယ်ဆိုရင်နော်300ကို42 89 69 66လေး300ကို89 89 6 4 9လေးခွန်ကိုကျွန်တော်တို့89ပြည့် interview ဆက်သွယ်နိုင်ပါတယ်ရှင်ရုံကန်းတင်နေရဆိုရင်နော်တောင်တကုံမြို့နယ်25ရက်ွယ်ပလဲရတနာမိန်လမ်းမှာပေါ့ပြည်တော်စုပန်းချံပန်းချံကားမတိုင်ရဲ့ဘေးမှာဆိုရင်တော့ကျွန်တော်တို့ဒါပလဲရတနာမိန်လမ်းမှာကြီးဆိုတာရှိတယ်ပေါ့နော်ဝ ဝင်ဝင်လာပြီးချင်းငားတိုင်းမြောက်ပလဲရတနာလမ်းမပေါ်မှာပါရှင်မနေ့9နိုင်ရနေညနေ9နိုင်ဒီကျမတို့ဆက်ပွဲပြီးတော့လေးလာပြီးလာရောက်ကြည့်ရှုနိုင်ပါတယ်အယောင်အပ်ချင်းလဲဆက်ပွဲပြီးတော့လာရောက်ရောင်းအနံမှာရရှင်ပါနော်ကျမတို့89ပဲလေးအင်ချမ်းပြည်များဝဲမရောင်းမမဟုတ်ဘူးပြင်မဧည့်သည်တွေမြန်ဆာရဆာတန်းဆစ်ချင်တာဒရင်းကကြောညာထည့်ချင်တာရှိနေခေါ်ချင်တာဂယံမီပေါက်ကိုဂယံမီပေါက်ပြောင်းလဲချင်တာပေါ့နော်တိုင်ပင်ဆွေးနွေးနေနေဆိုလို့ရှိရင်လေကျမတို့89ပဲလေးအင်ချမ်းပြည်မှာလာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ဆိုတဲ့ဟာကိုလည်းပြောကြားချင်ပါတယ်ရှင် ချင်းချင်းလေးတထောက်ထောင်းနေကျွန်မအင်ရှင်တွေအားနာလို့အထဲထဲကိုမပြပြပေးတာပေါ့နော်အထဲမှာဆိုလို့ရှိရင်တော့ green lock ရဲ့နှစ်ထပ်ကလေးရှိမယ်ပေါ့နော်အဲပြီးရင်အောက်မှာလည်းအိတ်ခမ်းပါတယ်လို့မျိုးအပေါ်မှာလည်းအိတ်ခမ်းပါတယ်သိန်း၄00လောက်လဲဆိုတဲ့ဟာလဲတကယ်ကိုဝယ်ယူထားလို့ရတယ်ဆိုတော့ဒါ၁၈ရက်ကွက်ဆိုတဲ့ဟာလဲနော်ပေါ့နော်တောင်တကုံရဲ့အစား၂၅ရက်ကွက်၁၈ရက်ကွက်ဒါ BNB ရက်ကွက်လို့လို့လည်းပြောလို့ရတယ်ပေါ့နော်ရက်ကွက်ကောင်းရက်ကွက်တန်းပေါ့နော်ဈေးနီကြောင်းနီမင်းလက်မကြီးရဲ့အနည်းဆုံးနေရာမှာရတာဖြစ်နေတဲ့အတွက်ကိုကျွန်မရဲ့ဝယ်ယူသူတွေဝယ်ကိုဝယ်ထားလို့ရတဲ့အထက်မှာ ပါပါတယ်ရှင်ပေါ့နော်လုပ်ငန်းရှင်တမားတွေကိုလည်းပြောရမယ်ဆိုလို့ရှင်လေကျမတို့ဒါမြေစည်းလေးနဲ့ရောင်းတာဖြစ်တဲ့အတွက်ကိုအင်းကိုပြူပြီးတော့ပေါ့နော်ကျမတို့ကန်ထိုက်တိုက်စောင့်မယ်ဆိုလို့ရှင်တော့မှမစိုးဒါတိန်းလေးတောင်ညှိနှိုင်းလေပေါ့နော်အမြေပေါက်တော့အရင်ပြန်လုပ်ကြမှာပေါ့နော်ဒီဟာလေးဆိုလို့ရှင်ပေါ့နော်ဒီလိုပုံစံလေးပါရှင်တယောက်ချင်းစီတိုင်းအောင်လဲကျေးဇူးတင်ပါတယ်ရှင်ဝယ်ယူသူများအလုံးရောင်းချသူများအလုံးလုပ်ငန်းရှင်များအလုံးနှိမ့်စင်နေတိုင်းအောင်မြင်တိုးတက်ပါစေရှင်ကျမတို့ဘေးလေးပြပေးပြီကျမဒီအိမ်လေးကိုကြိုက်တာဒီတောင်းလေးကိုကြိုက်တာပေါ့နော်ကျမတို့၄တောင်ဆိုတဲ့ဟာလေးပေး၄ း၄၀ဆိုလို့ရှိရင်၈၀၀၀ပေါ့နော်အဲပြောမှဆို၈၀၀၀လဲလေပေ၄၀ဒီလို900မျိုးလေးမှလည်းတော့မရှိသလားဘူးလေရှိနေရပေါ့နော်အဲဒါကြောင့်မို့ဒီအိမ်ကြီးနဲ့ဒီချန်လေးကနှစ်ဖက်ပွင့်နေရှင်ဒီဘက်ကလည်းဝင်လို့ရတယ်ဟိုဘက်ကလည်းဝင်လို့ရလိုင်းကြီးကြည့်မယ်ဆိုလို့ရှိရင်အရှိမလည်းဒါ main line ကိုလှမ်းပြီးတော့မြင်နေနေရတယ်ပေါ့နော်အဲ့တော့ဘယ်လမ်းကပဲထွက်ထွက်ဘယ်နေရာကပဲထွက်ထွက်ဘတ်ဆောင်တောင်းဆိုမရကောင်းတဲ့နေရာလမ်းမကြီးကနေဝင်ဝင်လာပြီးချင်းဒီချန်လေးကိုရတာပါရှင်ပေါ့နော်ဒါကြောင့်မို့ဝယ်ယူသူတွေစိတ်ဝင်စားလို့အကြိုက်နှစ်သက်တယ်ဆိုရင်တော့ဆိုးအောင်မလုပ်မချင်းရ ောင်းထွက်သွားပါသည်မရေမချင်းကိုလာရောက်ဝယ်ယူဖို့တိုက်တွန်းပါတယ်ရှင်။ဒါရောက်ဝယ်ယူမယ်ဆိုလည်းကျွန်တော်တို့89ကလေးအင်ချမ်ပြူဆက်သွယ်ပြီးမှလာရောက်ဝယ်ယူပေးပါရှင်။နောက်တစ်ယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်ရှင်။